မင်္ဂလာပါဒီနေ့ကတော့ကျမဝတ်သားလေးပေါင်းပါမယ်ဝတ်သားကိုကြက်ဦးနဲ့ပေါင်းပါမယ်ရှင်ဒီငားလေးကတော့ကင်ပါမယ်နော်ဒီအရွက်ကလေးကတော့ကျမဝတ်နံရိုးကိုဟင်းရည်လေးလုပ်ထားတယ်အဲ့ဒီတဲကိုထည့်ပါမယ်ပဲဂျပန်ပဲပြုတ်ကလေးနဲ့ဒီနေ့အတွက် ချက်ပြုတ်ပြင်ဆင်มาဖြစ်ပါတယ်ရှင်ဝတ်သားပေါင်းမှုအတွက်လိုအပ်တဲ့ဟာလေးတွေကတော့ ကျက်သွန်နေရဲ့ဂျင်းရဲ့ကျက်သွန်ဖြူရဲ့ကိုတောက်တောက်ဆဲမှမယ်တကယ်လို့ဆက်နဲ့ကြိတ်ချင်လဲရတယ်เนาะဆက်နဲ့ကြိတ်လိုက်ပါနောက်တစ်ခုကအသားဝက်သားကိုကြတော့ပေါင်သားလေးပေါ့เนาะပေါင်သားလေးကို ကျမကကြိတ်ထားပါတယ်ကြိတ်ချင်လဲရတယ်တောက်တောက်ဆင်းချင်လဲရတယ်အဆင်ပြေတယ်လို့လုပ်ပါเนาะအခုဆိုရင်ဝက်သားပေါင်းမှုတွေကျက်သွန်ဖြူရဲ့ကျက်သွန်နေရဲ့ဂျင်းရဲ့တောက်တောက်ဆင်းထားတာရဲ့ကျက်ဥနှလုံးရဲ့ဝက်သားရဲ့ကိုထည့်ပြီးတော့စားထည့်မယ် စားထည့်မယ်ပြီးရင်ငရုတ်ကောင်းလေးထည့်မယ်ထည့်ပြီးတော့မှကျမကတောက်တောက်ဆင်းထားတဲ့ဟာလေးတွေကိုကြည်သွားအောင်လို့ဇွန်လေးနဲ့ကြည်အောင်ခောက်ပါမယ်ခောက်ရင်းနဲ့ကျမတို့ကဘာလုပ်ရမလဲဆိုတော့ရေလေးအနည်းငယ်ထည့်ထည့်သွားပေးရမယ်နော်ရေလေးထည့်ပေးရမယ်နော်ရေထည့်ပြီးတော့မှခောက်လို့ရှင်နတ်နေအောင်ခောက်လိုက်လို့ရှင်ကြက်ဥနဲ့ဝက်သားနဲ့ပေါင်းထားတဲ့ဟာလေးကမော့မော့လေးနဲ့စားလို့ကောင်းတယ်နော် ဝတ်သားကိုဒီလိုနှံ့အောင်ပေါ့နော်ကြည်အောင်ခောက်ပြီးတဲ့ချိန်မှာကျမကတော့နောက်ဆုံးစက်သွမိတ်ကလေးပါထည့်ပါတယ်ဒါကတော့ကျမကြိုက်လို့ပါကြိုက်လည်းထည့်ပါမကြိုက်လည်းမထည့်နဲ့နော်ကျမကတော့စက်သွမိတ်ကြိုက်တဲ့လူဖြစ်တဲ့အတွက်စက်သွမိတ်တို့နာနာမင်းတို့အရန်ကြိုက်တဲ့ခါကျတော့ဒီထဲကိုထည့်ပြီးတော့မှပေါင်းမှာဖြစ်ပါတယ်ဒါလေးကိုတမအောင်မွေးမယ်ပြီးလို့ရှိရင်ကျမပေါင်းမှာတော့မရှင်ကျမကတော့အောက်မှာ ရေလေးထည့်ပြီးတော့မှအထဲမှာပကံထည့်ပြီးတော့ဒီလိုလေးပေါင်းပါတယ်ကိုယ့်အိမ်မှာပေါင်းတဲ့ဟာရှိတယ်ဆိုလဲပေါင်းလို့ရတယ်ကျွန်မကတော့ဒါရောက်တဲ့နေရာမှာအဆင်ပြေအောင်ချက်ပြုတ်ရတာဖြစ်တဲ့အတွက်ရှိတဲ့အိုးလေးနဲ့ချက်တာဖြစ်ပါတယ်နော်ဒါလေးကတော့တခွားသီးရဲ့ရင်သီးစိမ်းရဲ့ကြက်သွင်ဖြူရဲ့ကြက်သွင်နေရကိုသမယာသီးတစ်လုံးနဲ့စားနဲ့အချင်းလေးတုပ်လိုက်ပါလေ။ဒါလေးကတော့နံယူးနဲ့ကြက်စိမ်းမုံငင်းလေးကိုပြီးရင်လေးချက်ပြီးပါပြီ။ကဲက အခုဆိုရင်တော့ကျမရဲ့နေလေစာလေးပါစံလုံးညိုလေးတူစားပကံလေးတစ်လုံးရဲ့အချင်းတုတ်ကလေးရဲ့ဝတာပေါင်းရဲ့ပဲလေးရဲ့ဟင်းရည်လေးရဲ့ပါဒါအကုန်လုံးကတော့ကျမတယောက်တည်းစားမှာမဟုတ်ပါဘူးသမင်းနဲ့အချင်းတုတ်ကတော့ကျမပေါ့နော်ကျန်တဲ့ဟာလေးတွေကတော့တားနဲ့သမီးပါကျမနဲ့အတူတူ join ပြီးတော့မှစားတာဖြစ်တဲ့အတွက်ဒီလောက်ပမာဏလေးရိုက်ပြထားပါနော်တယောက်တည်းစားမှာမဟုတ်ပါဘူးရှင်